အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီမိုကရက်တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ရဲ့ပကံပြ episode 11လေးနဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာမပါလို့မလဲဆိုတော့အဲ့တော့အားလုံးပဲဒီနေ့သတင်းကျိုးပါနော် yeah အဲ့တော့ကျွန်တော်ရဲ့ပကံပြီးမှာသတင်းကျိုးကျင်းပါဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်စဉ်းစားကြည့်ပါနော်ကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့ပကံပြီးမှာဆိုရင်တော့ကျွန်တော်တို့ဖရဲအများကြီးရှိတယ်ဒီမှာကျွန်တော်ရဲ့ပကံပြီးမှာဆိုတော့ဖရဲတစ်ခုမှမရှိသေးဘူးနော်ဒါလုံအောင်ဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကဖရဲတဲ့မှာဖြစ်ပါတယ်ဖရဲတဲ့ပြီးတော့အဲ့ဖရဲမှာကျွန်တော်သတင်းကျိုးကျင်းပါမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဖျားမတည့်ခင်ကျွန်တော်ကသိရမှာသင်းကျွတ်ဆိုကျွန်တော်ကစီမီးအများကြီးပူဆိုရမှာပေါ့နော်အဲ့တော့ကျကျွန်တော်ဖျားနိုင်နေအများကြီးလိုတယ်အဲ့ဖျားနိုင်နေကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ um honeycomb နဲ့လောက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် honey fine ဆောက်မှရမယ်ရဲ beef ဆောက်မှာပေါ့နော်ရဲအဲ့တော့ကျွန်တော်အဲ့ဟာလေးကိုအရင်လုပ်အောင် let's go okay အဲ့တော့ဒါနဲ့ဒီမှာ melon နဲ့ cherry star plain ရတာပေါ့နော်ဒါရပြရရဲဆိုကျွန်တော်တို့ one time trader ရရရပါပေါ့နော်အမ်တူကဒီမှာကျွန်တော်ရေပူးတဲ့နွားနို့ဝယ်ပေါ့နော်အဲ့ဒါရောင်းပြီးကျွန်တော်ကဒါတွေဝယ်ထားဖြစ်ပါတယ်အဲ့အားလေးပြပြပါလား โอเคအဲ့တော့ဒီမှာ B fan တော့ဆောက်လုပ်ပြီးပေါ့နော်ဒီကောင်အလုံးလုံးတော့မသိသေးဘူးကြာကျွန်တော်တို့အဲဒီမှာထားထားပဲပေါ့နော်ဒါပေမဲ့ဒီမှာကြည့်ကျွန်တော်ပြားရထွက်မလာသေးဘူးပေါ့နော်ဘာဖြစ်လဲတော့မသိဘူးကြာကျွန်တော်ဆောက်ကြည့်အောင်โอเคအဲ့တော့ကျွန်တော်ဒီမှာ B fan ဆောက်လုပ်ပြီးပေါ့နော်အခုလောကျွန်တော်ဖျားတဲ့ဖို့အတွက်ကျွန်တော်လိုအပ်လေးတွေနဲ့တိုက်ချောင်းမယ်ပေါ့နော်အမ်အရင်ဆုံးကျွန်တော်မှာ go block ရေကအမ်ဒီမှာတော့တော့ရှိရပေါ့နော်ဒါတော့မလောက်ဘူးကြာโอเคဒါရပွားတာပေါ့နော်ဘယ်လိုလုပ်လဲဆိုရင်တော့ခဏနေပြရမယ်ပေါ့နော်ရှိတာမဟုတ်ဘူးကြာ ပြီးကျွန်တော်နောက်ပြီးဒီမှာကျွန်တော် level ကြီးလိုက်ပါတော့နှောက်384ပေါ့နော်အဲ့ဒါဖရရရတယ်ဆိုတော့ကျွန်တော်ခြိတာမှုပေါ့နော်တို့အမေးများလို့ဗျအဲ့ဒါကျွန်တော် episode တူတူကြီးမှရှိရပေါ့နော်ဒါမကြည့်ရရင်တော့ကြည့်လိုက်ပါတော့ဟုတ်ပါအရင်တော့ကြီးခဲ့လို့ဆိုတော့ကျွန်တော်တိမှာပေါ့နော်ကျွန်တော်ကျွန်တော် video ကြီးကျွန်တော်အခုမှစကြည့်ရလို့ဆိုတော့နည်းနည်းဟိုအကြောင်းဝိုင်းနိုင်တယ်ပေါ့နော် level လည်းအများကြီးပေါ့နော်ပြီး goal လို့ time bomb လို့အများကြီးဆိုတော့ကောင်းရှိတာလားဗညာပေါ့နော်ဒီမှန်တော့မဟုတ်ပါဘူးခင်ဗျာအဲ့တော့ episode တူတူကြီးမှရှိရပေါ့နော်ဒီဟိုအားလုပ်တဲ့ဟာ ရေးရှိများရတာ episode 3မှာရှိတယ်ဒီ go blog အများရတာကျွန်တော်တို့ episode blog မှာလည်းသိတယ်7မှာလည်းသိအလောက်မှာရှိရပါတော့ဝင်ကြည့်လို့ရပါတယ် okay တော့ဒီမှာကျွန်တော်တို့ပြရတာရှိရပါတော့အားပါလဲဆိုတော့ကျွန်တော်ရဲ့ဒီမှာကြည့်ဒီရယ်ပေါ့နော် icon go blog တိုင်းမလို့ကျွန်တော်ဒီလိုဒီလိုဆက်နေပေါ်ပါပေါ့နော်ဒီပွားရဟာကျွန်တော်တို့ဒီမှာအများကြီးထက်ဆောက်တာပေါ့နော်နောက်နှစ်ခုထက်ဆောက်တာလည်းဒီမှာအသေးသေးပဲပေါ့နော်ဒီ go blog ရာကျွန်တော်ပြဆောက်ပါလဲကျွန်တော်တစ်ခါပဲသုံးရအောင်ဆိုတော့ဒီတော့ပြရမယ်ပေါ့နော် okay ဒီမှာ go လောက်ပြသွားပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီ sticky page ဆိုတဲ့ဖြတ်လိုက် go ပဲပြပေါ်လာပြီ okay ပြီးတူပြရမှာပေါ့နော်ဒီမှာဒီ sticky page ဆိုတဲ့ပြတင်အောင်ဆရာအပြည့်ပြသုံးအောင်ပါ okay အဲ့ဆိုတော့ဒီမှာကြည့်တွေ့လားအကြိုက်ပေါ့နော်ဒီလိုလောက်ရတယ်ဆိုအကြိုက်တူလို့ရတယ်ဒီလိုကနေကျွန်တော်ပွာတာပေါ့နော်အဲ့အဲ့တော့ကျွန်တော်ဒါလေးကိုအများကြီးရအောင်တူလိုက်အောင်ပေါ့နော်အဲ့အဲ့တော့ပြီးမှပြတွေ့ပါမယ်ဖျားတဲ့ကိုလုံလောက်တဲ့အထိတူလိုက်အောင်ပေါ့နော်ညာ โอเคအဲ့တော့ကျွန်တော်ဒီလောက်ဆိုတော့လုံလောက်ဝင်ရှင်နေပါတော့။အဲ့အဲ့တော့တခြား block လေးတိုက်ယူအောင်ပါဘောနော်။ go block ကြီးရမဟုတ်ဘူးဗျာ။အောက်ခံ block တွေပဲထက်ရှားအောင်ပါနော်။အဲ့တော့တော့ချလိုက်ပါဦးဝင်။ Okay အဲ့တော့ကျွန်တော်ဒီမှာ match bridge ဆိုရရပါဘောနော်။အမ်ဒီမှာ match bridge ဆိုကျွန်တော်ဟိုဟာ short out ခဲပါဘောနော်။ မ်ဒါဘာလို့တုံးလဲဆိုတော့သိမလားပကံနေရပကံပြက်ဖရားရကျွန်တော်ဒီရောင်နေပေါ့နော်ကျွန်တော်ဟိုအုတ်ခဲဆိုရင်တော့တိုင်းနီလို့ဗျာအဲ့ကြောင့်မတုံးလဲကျွန်တော်ဒါဆိုတော့ကွက်တီပဲပေါ့နော်အဲအဲ့တော့ကျွန်တော်ဒါကိုလည်းဟိုလိုဆက်ကြည့်နေတော့ပွားမယ်ပေါ့နော်အများကြီးဟာအဲ့တော့ပွားပြီးတော့ကျွန်တော်တုံးမယ်ပေါ့နော်နောက်ကျရင်ဒါလုံးဝအတုံးဝင်လာမှာဗျာကျွန်တော်ကျွန်တော်ပကံပြက်ဖရားရကိုမှန်တယ်ကျွန်တော်ဒါနဲ့ပဲဆောက်မယ်ပေါ့နော်ဒီ mash bread ဆိုတာမိုက်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာထည့်လိုက်မယ်ဒီ slime blow ရဲ့အောက်ဒီမှာပေါ့နော်ထည့်မယ် S ရပြီ။ကျင်ကျော်တော့ဒီဒီပါလေးကိုဆွဲလိုက်မယ်ဆိုတော့ပြန်ခုနလိုပဲပြသွားပြီ။ဒါဆိုရင်ဒီ3 key position လေးဖြတ်လိုက်။ Okay ပြန်ယူမယ်။ဆန်တိုင်းအောင်မယ်။ Okay အဲ့တော့ဒီမှာတူလာမယ်ပေါ့နော်။ဒါလည်းခုနလိုပဲ။ဟောအများကြီးအောင်တူလာအောင်မယ်။ဟောနောက်မှပြန်တွေ့မယ်။โอเค เราจะตลอดส่วนเราลงไว้ที่ไหนบ่เนาะเนี่ยอัศนเราจะนอกจากมือชาอ๋อ နောက်တစ်မျိုးကဘာချာမလဲဆိုတော့ကျွန်တော်တို့ဟိုအဖြူအောင်ကြောက်ပေါ့နော်ပြီးရင်ကျွန်တော်ကျွန်တော်ပိတ်ကက်လည်းကျိုးတော့မယ်ပေါ့နော်ညာโอเคအဲ့တော့ကျွန်တော်အခုလောနေဟိုနောက်အဖြူအောင်ကြောက်တစ်ခုချာမယ်ပေါ့နော်အဲ့အဖြူအောင်ကြောက်ကဘာမှမလဲဆိုတော့ကျွန်တော်အောက်ခင်အောက်ခင်လောက်ဟိုပေါ့နော်ဟိုဟာကြွေပြတ်ကတ်ထားသလိုလေးဟုတ်တယ်မလားအဲ့လိုအဖြူအောင်လေးလုံးဖို့ဖြစ်ပါတယ်โอเคအဲ့တော့တခြားโอเคအဲ့တော့ဒီမှာအများကြီးပဲနော်တွူးလိုက်ပါအောင်မယ်နည်းနည်းဆိုရရပေါ့နော်ကျွန်တော်တို့ပြင်ပြပွားမယ်ဟောဟုတ်โอเคကျွန်တော်ဒီမှာ polish down လိုက်ရပြီပေါ့နော်โอเคဒါကိုကျွန်တော်တို့ ပွားပွားပေါ့နော်။အဲဒီမှာကျွန်တော်တို့ quality ထုတ်ထားတဲ့ damage တွေရပြီ။အမ်အချောကင်တာပေါ့နော်။ညအဲ့တော့ကျွန်တော်ဒီဟာကိုဟိုမှာတက်ထားမှာပေါ့နော်။အဲ့ကျိုးရဲ့နောက်ဆက်တစ်ခုမှာတက်ထားမှာပေါ့နော်။ညโอเคတော့ဒီမှာပြီးပြီပေါ့နော်။အဲ့တော့ပြီးရင်ကျွန်တော်ဒီနားမှာအမ် next လာအောင်ပဲ။ကြည့်ရအောင်ဟာရော့။โอเคအဲ့တော့ဒီမှာကျွန်တော် sticky piece နဲ့ဆက်လိုက်မယ်။ဒါဆိုတော့ကျွန်တော် time rate တူတူရပြီပေါ့နော်။ โอเคတော့ကျွန်တော်တော့ဆိုရင်ရလာပြီပေါ့နော်ကျွန်တော်ဒီမှာ diamond bucket လေးပြင်လာပါတော့နော်โอเคတော့ကျွန်တော်ဒီမှာ sub folder မြင်နေရလက်ချောင်းပြင်ဟိုင်းမြည်ပါညှိလိုက်ရပေါ့နော်โอเคแล้วจะซ้อมหมดด้วยโลเวปิสิเลอยู่อ่ะโอเคจะมาออกเคยยินซ้อมมาสอจะถ่ายอยู่อ่ะเนาะ ကဲကျွန်တော်ဒီမှာဇေတရဲ့ရင်မြင်လောက်ပြီးပါပြီပေါ့နော်ဒီမှာကျွန်တော်လေးဘက်လေးတိုင်းမှာဆိုတော့ကျွန်တော်ဒီတကားပေါက်တွေရှိရပေါ့နော်တကားပေါက်တော့မဟုတ်ဒီဆောင်းတန်းတွေရှိရပေါ့နော်ဒီမှာလေးကားရင်းနဲ့โอเคအဲ့တော့ကျွန်တော်ဒီမှာဖျားစားတယ်အောင်ဖျားစားတယ်ဘုရားကျွန်တော်အောက်ခံလေးလိုက်ဆောက်လိုက်မှာပေါ့နော် ခဲရကျွန်တော်ဒီမှာဇေဒီရတဲလို့ပြီးပေါ့နော်။ Yeah ။ခဲရတော့ကျွန်တော်အခုဟိုမှာ item frame လေးနည်းနည်းလောက်ဖို့ပေါ့နော်။အမ်ဒီမှာ letter လေးနည်းရဖို့နွားလေးနည်းနည်းတတ်ရမယ်။ Okay ပြီးတော့ဒီမှာဖျားပန်းလောက်ဖို့တော့ကျွန်တော်ဒီချွန့်လေးနည်းနည်းတွေ့ရမှာပေါ့နော်။ clay ball တွေ။ okay ဒီမှာဆုံးနောက်ကပ်ပြီးကြောင်းဒီမှာဖျားပန်းဟိုပေါ့နော်ဖန်ကပ်မယ် okay ညဒီမှာကျွန်တော်အိုက်တမ်ဖန်ရပြအောင်လာပေါ့နော်ညအဲ့ဒီဘက်မှာတူတူပဲကြောင်းဒီမှာဆုံးနောက်ကပ်မယ်ဒီဒီမှာဖျားပန်းဟိုကပ်မယ်ဒီကြောင်းဒီမှာပန်းကပ်မယ်ပေါ့နော်ပြီးကြောင်းဒီမှာဆုံးတော့တယ်မယ်ဒီဘက်ကကျွန်တော်တို့ဟိုကအမွှေးနိုင်ထားဖို့နော်အဲဖျောင်းနေဖျောင်းနေထားဖို့ဗျညအဲ့ โอเคแล้วเจ้าหนูมาเจ้าเนี่ยเฟียร์เลยไล่ไปပါมั้ยโอเคเจ้ามาสวัสดีลาခြင်းมาဆိုတော့เจ้าဒီနေ့တော့မယ်ဆိုတော့เจ้าหนูมาဆောင်းတိုင်းတွေ့ရမယ်ပေါ့เนาะဒီเจ้าหนูมาဖျားရင်မြင်เจ้าหนูมาအဖြူအောင်ကြောက်ခင်းတာတွေပေါ့เนาะပြီးရင်ပက်ပက်လဲมาဒီမှာစင်းချန်လို့လမ်းချောင်းလမ်းရှိရပေါ့เนาะအဲ့ရဲ့ဒီအလယ်မှာကျွန်တော်ဒီဖျားတွေတာပေါ့เนาะဒီဟိုးထင်းမှာကျွန်တော်ရယ်စိန်မှုတို့ရှိရယ်အဲ့ကျွန်တော်ဖျားလို့လို့เนาะအရင်ကြီးတော့မဟုတ်ဘူးဗျာပြေကျော်ဒီမှာဆိုတော့အဲဒါဆုံးကတ်ထားတယ်ပြေကျော်ဒီမှာဖျားပဲအောင်ရှိတယ်ပြေကျော်ဒီနားမှာဖျားနေထားပါဘောနော်ညက်တော့တော့ပါပဲ โอเคတော့ကျွန်တော်အခုဘာလုပ်မှာလဲဆိုတော့ကျွန်တော်ဒီမှာမျိုးပြန်လုပ်မှာပေါ့နော်။အမျိုးပြန်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာ Go Glory အောင်မှာလန်ဒန်လေးဆွဲတာပေါ့နော်။ဒါတိုင်းမျိုးလေးပြ။ဒါမျိုးလေးကျွန်တော်ဖျားအောင်မှာအများကြီးဆောင်းပါဖြစ်ပါတယ်။โอเคแล้วจ้ะဒီမှာမျိုးရယ်နဲ့တူရဲမှလားအဲတူပါရဲဟုတ်တယ်မလားကျွန်တော်တို့မိုက်နေပြန်တော့ကြည့်လို့ကောင်းပါပြီဗောနော်โอเคတော့အခုပြဿနာတက်နေတာဒီကောင်းနဲ့တက်နေတာဗောနော်ဒီမှာ B5 နဲ့တက်နေတာလုံးဝအလုံးမလုပ်ဘူးဗောနော် မလုံးလောက်တာဘယ်လိုလဲဆိုတော့ပြားရထွက်မလာဘူးဗျဘာဖြစ်နေတော့မသိဘူးဗျအားကြောင့်နည်းနည်းပြင်ရအောင်ပေါ့နော်အမ်ကျွန်တော်စိတ်ထဲထားနည်းနည်းချင်းနေတော့မသိဘူးဗျသိပြီဗျချက်ကြည့်လိုက်မယ်ဒါနည်းနည်းချက်ပေးကြည့်လိုက်မယ်တို့အိုးအော်ဟုတ်တယ်ကွာကျွန်တော်ဒီမှာချင်းနေလို့အာအဲ့လိုဖြစ်ရမှာဗျပြားရထွက်မှလောက်လောက်တာပေါ့နော်ခဏပြားရလုံးအောင်ထွက်ဘူးဗျဘလိုဖြစ်နေဆိုကျွန်တော်တို့ရဲ့ပြားကိုရှေ့မှာကျွန်တော်ဒီပန်းနေထားတာပေါ့နော်တို့လမ်းကိုပိတ်နေလို့ဖြစ်နေတာမသိဘူးဗျ ပေးနေမှာပန်းအောင်သူရဲ့အရှိဘလော့မှာထားတာအခုတော့ထွက်လာပြီပေါ့နော်ဒါဒါဆိုတော့ကျွန်တော်အလုပ်လုပ်မှာတော့မျှော်လင့်ပါတယ်ညအားမှာပြန်ဝင်ဝိုင်းပြ Okay ဒီမှာမီးလေးလဲနေပြီ Okay အလုပ်လုပ်နေပေါ့နော် Okay အဲ့တော့ဒီမှာခဏဆောက်ကြည့်လိုက်အောင်ပြီးရောဒီမှာ beef ကိုဆောက်နေတယ်ကျွန်တော်ဒီမှာ fire wall လေးလောက်ထားမှာပေါ့နော်ကျွန်တော်မီးရှုံမီးပန်းလေးဖောက်လို့ရအောင်လို့အော်အော်ကြောဒီမှာ beef ကလောလောဝိုင်းပေါ့နော်ဒီမှာ honey cone 43ခုပဲရှိရယ်43ခုတော့ရှိနေပြီခဏလေးပဲရှိသေးတယ်နော်ညက် ောဆန်ကျွန်တော်ရတာတော့မသိဘူးเนาะ um ရက်ခဏနဲ့ fast ဆောက်ကြည့်ပါအောင်မယ် okay အကြောင်းဒီမှာစုစုပေါင်းတော့46ခုရရပါเนาะ okay အဲ့ဒါနဲ့ကျွန်တော်ဖြောင်းနေကုန်လိုက်ပါမယ် okay ဒါဆိုတော့ကျွန်တော်ရဲ့စီမီပူဆောင်လို့ရရပါเนาะ okay အဲ့ဒါကျွန်တော်ဒီမှာမီးလိုက်ထုံလိုက်ပါအောင်မယ်ဒီလိုကျွန်တော် DR လေးမှလိုက်ထုံမယ်ပေါ့เนาะတစ်ခုစီအမ်ကြောက်တရားမီးတော့မမြင်ရကျွန်တော်ဟိုထချာပတ်လေးထည့်တော့ပေါ့เนาะ ဲရာဖြစ်ဒီဆောင်းတန်းလေးမှာပါလိုက်ထွန်းရမယ်ပေါ့နော်ကျွန်တော်တို့အဲโอเคအဲကျွန်တော်ဟိုထက်ရှားပဲလေးထည့်လိုက်ပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်မီးလေးပါမြင်ရမှာပါဗျ Yeah โอเคအဲ့တော့ကျွန်တော်ဒီမှာစီမီးပူဆိုလာပါမယ် Yes မီးလိုက်ထွန်းလိုက်ရအောင်โอเคအဲ့တော့ဒီမှာကျွန်တော်စီမီးထွန်းလုပ်ပြပါပါဘီ။ညအဲ့တော့ မှာမိုက်တယ်မှာကျွန်တော်ဖျားကြီးညက်ပေါ့နော်ဖျားတဲ့တာကြီးပေါ့နော်ကျွန်တော်ပကံပြေးရပထမဆုံးဖျားပဲဖြစ်ပါတယ်ညာဒီကျွန်တော်ဟိုးအပေါ်မှာကြည့်လိုက်ပေါ့နော်ညာမိဘုံပြန်လေးနေတဲ့တော့ကကြိုက်လာတော့မသိဘူးဗျအင်းကျွန်တော်ကလုံအောင်ကြိုက်တယ်ပေါ့နော်ဖျားရတယ်တော့ကတက်ပယ်တယ်အပေါ်ကပြေးမလားမိဘုံပြန်နေပညာနဲ့ဆိုတော့မိုက်တယ်ပြင်ကြောက်ဒီမှာဒါလေးဆောက်ထားတယ်ပေါ့နော်ဘာလေးပါလေးလဲဆိုတော့ထွေတူးတော့မဟုတ်ပါဘူးကျွန်တော်ဒီမှာပြမယ် yes အမ်ကျွန်တော်ဒီမှာမိဘုံပြန်မိဘုံပြန်ဖြစ်တယ်ပါလား ။မရှူမီပါ။ဟမ်။အော်အလုံးမလုံးရ။မလုံးတာမဟုတ်ဘူး။မဘက်စလုံးရန်ခဲ့တယ်။ညကျွန်တော်လည်းမရှိတော့။အာအားဒီပြင်လာမှာပေါ့နော်။ Okay ဒီမှာဒီမှာရော့။ Okay okay ညလုံးညလုံးမရရ။ကျွန်မရှူမီပိုင်းနဲ့မကြည့်လာရပဲကျွန်တော်က။ဟို Okay ။နောက်တစ်ခု Okay ဒီမှာတစ်ခု Okay ဒါဆိုကျွန်တော်မရှူမီပိုင်းလေးပေါ့နော်။အဲအများကြီးမရှိတော့ခဏလေးနဲ့ပြီးသွားပြီပေါ့နော်။ ya todo eso le ya vale no okay okay အဲ့တော့အလုံးပဲဒီနေ့ပြီးဆုံးဆိုတော့ကြောက်ပါပဲเนาะကျွန်တော်ဒီနေ့ပြီးဆုံးမှာဆိုတော့ကျွန်တော်ပကံပြည်ရဲ့ပထမအောင်ဆုံးဖျားကြီးကိုတဲခဲ့ပါတယ်အဲ့တော့သိရမလားပကံပြည်ကကျွန်တော်ဖျားရအများကြီးဖြစ်ရဆိုတော့ပထမဆုံးတစ်ခုပေါ့เนาะဟုတ်ပါတယ်ကျွန်တော်နောက်ကြရင်လည်းဖျားရအများကြီးတဲအောင်မှာဖြစ်ပါတယ်ကျွန်တော်ပကံပြည်ဆိုတဲ့အတိုင်းပဲ တော့ဖျားကိုလုံးဝအများကြီးတဲမှာပေါ့နော်အဲပြီးရင်ကျွန်တော်နန်းတော်လည်းကျွန်တော်အများကြီးဆောင်မယ်ပြီးရင်ပြောကျွန်တော်ရဲ့ပကံပြီးတော့အင်အားကြီးပြီးတော့ဖျားရဲ့အများကြီးရှိရောပေါ့နော်ကာနဒါထွန်းကားတဲ့နိုင်ငံကြီးဖြစ်ရောထူထောင်ဆိုတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တခြား dimension တွေလိုက်တဲအောင်ပါပေါ့နော်အဲအဲ့တော့အားတစ်ဖြည်းဖြည်းနဲ့လောက်အောင်ပါပေါ့နော်အဲအဲ့တော့အားလုံးပဲဒီနေ့ပြီးဆုံးကြတော့ပါမယ်နော်ကျွန်တော်အားလုံးပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ကြည့်နေတဲ့တော့ like subscribe လုပ်ခဲ့ပြီးပါအောင်အဲ့တော့အားလုံးနောက်ပြီးဆုံးကြတော့ပါမယ် bye bye